ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါရှင်မိဘပြည်သူများရှင်ကျမတို့မြန်မာလူမျိုးများရဲ့ထူးချွန်ထက်မြက်မှုကိုကမ္ဘာကတည်အောင်ပြသနိုင်ခဲ့တဲ့မြန်မာနိုင်ငံသားတဦးကတော့ကမ္ဘာကုလသမဂ္ဂအထွေထွေတွင်ရေးမှုချုပ်ရာတို့ကိုတာဝန်ထမ်းဆောင်ခဲ့တဲ့ဦးတန်မဲဖြစ်ပါတယ်မိဘပြည်သူများရှင်ကမ္ဘာငြိမ်းချမ်းရေးပြီးသူကလို့တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ဦးတန်ကို1906ခုနှစ်ဇန်နဝါရီလ22ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့ဦးတန်ကွဲလွန်သွားပေမဲ့လည်းဦးတန်ရဲ့105နှစ်မြောက်မွေးနေ့ကိုတော့ကျမတို့မြန်မာနိုင်ငံမှာရှိတဲ့ရန်ကုန်မြို့မှာရှိတဲ့ ်ဦးသိန်းရင်နေမှာဒီကနေ့2014ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့မှာကျင်းပပြုလုပ်နေပါတယ်ရှင်။ဒါကြောင့်ဒီကနေ့ကျင်းပပြုလုပ်တဲ့ဦးသိန်းရဲ့105နှစ်မြောက်မွေးနေ့ပွဲအခမ်းအနားနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံအနှံ့အပြားမှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားမိဘပြည်သူများအားလုံးသိရှိနိုင်ဖို့အတွက် Smart Sky Net Today Channel မှာအခုပဲရိုက်ကူးတင်ဆက်ပေးသွားပါမယ်ရှင်။ ချစ်ခင်လေးစားအပ်ပါတော့မိဘပြည်သူများရှင်ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်ပန်းဝါလမ်းမှာရှိတဲ့ဦးတန်းရဲ့နေအိမ်မှာကျင်းပပြုလုပ်တဲ့ဦးတန်းရဲ့105နှစ်မြောက်မွေးနေ့အခမ်းအနားမှာလာရောက်ကြတဲ့ဧည့်သည်တော်များကဦးတန်းရဲ့နေအိမ်အတွင်းကိုလှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါဗျာ။ ဝပြည်သူများရှင်မြို့ဝကျွမော်ဒေတာမအူပင်ခရိုင်ပန်းတနော်မြို့သားဖြစ်တဲ့ဦးတန့်ရဲ့105နှစ်မြောက်မွေးနေ့အခမ်းအနားမှာတော့ပထမဦးစွာဦးတန့်ရဲ့မြေးဖြစ်သူဒေါက်တာတန့်မြင့်ဦးမှအဖွင့်အမှားစကားပြောကြားခဲ့ပါတယ်။ You either and and when I found the house a couple of years ago and it was in a state of disrepair a lot of the the grounds were overgrown I think we immediately had the idea that it would be very good to to turn this house into some sort of memorial for my grandfather and something that would have an educational function and also some sort of public function as well. And so now, over a year and a half, almost two years later, uh, a lot of the renovation of this house has been completed. We see the photo exhibition up. The hope is really that in addition to having photo exhibitions, that there would be a permanent museum of some kind dedicated not just to the life and work of Bhutan, but also to the issues that he cared about very much, whether it's international peace and security, development, the environment, human rights, and other issues that he worked on for much of his career, both here and, and in New York. အဲ့ဒီနောက်မှာတော့ဦးတန်းရဲ့တမီးဖြစ်သူဒေါ်အေးအေးတန်းမှအမှားစကားပြောကြားခဲ့ပြီးဖခင်ရဲ့မွေးနေ့အတွက်အမတ်တရားစကားများကိုလည်းပြောကြားခဲ့ပါရဲ့ရှင် It is my great honor and a distinct privilege to have this opportunity to welcome you all. ဟိုအတ္တိဦးနေရဘာရရဲ့မွေးနေရ22ရက်နေ့လေဇန်နဝါရီ22ရက်နေ့အဲ့ဒီမှာတော့အဲ့ဒီချိန်မှာတော့လေကိုဟိုနေအကြောင်းမျိုးမျိုးပေါ့နော်ဟိုဖိတ်ဖိတ်ကြားထားတဲ့တချို့ဆရာတော်ကြီးတွေကလည်းမကြောက်နိုင်တာတခုပေါ့နော်အင်းကလည်းပြင်ဆင်နေတာကလည်းမပြီးသေးတာတခုနဲ့ဇန်နဝါရီ22ရက်နေ့ကနေပြီးတော့အခုလိုဒီနေ့ကိုရွှေ့လိုက်တာပါနော်ဒီကနေ့ကိုရွှေ့လိုက်တော့ဒီဘက်ကလည်းတကယ်တကယ်အတ္တိပြောရမယ်ဆိုရင် February 1 first week of February ကလည်း ဟိုဟာပဲဒီဗာလေဟို intercultural understanding ဆိုပြီးတော့နည်းနိုင်ငံခြားနိုင်ငံအများပေါ့လေဟိုနည်းဟိုနည်းဒီဘာသာပေါင်းစုံနားလည်မှုရှိအောင်ဖြစ်နိုင်တယ်ဆိုတဲ့ဟို အပတ်ကလေးပေါ့နော်ဆိုပြီးတော့ကုလသမဂ္ဂကလည်းလို့ဟိုနည်းပါခေါ်မလဲဟိုသတ်မှတ်ထားတယ်လေရက်လေးဖြစ်နေတယ်ဆိုတော့လေဒါလေးကြုံကြိုက်တဲ့ဖြစ်တာပေါ့နော်အဲ့ဒါတော့ဒီလိုပါဒီအချိန်မှာအခုဖိတ်တာကတော့များသောအားဖြင့်တာမတ်ကြီးတာမတ်တွေနော်နိုင်ငံပေါင်းစုံကတာမတ်တွေ ကုလသမဂ္ဂကအရာရှိတွေနဲ့များသောအားဖြင့်တော့လေကိုနဲ့မိတ်ဆွေပေါ့နော်ခင်နဲ့မိတ်ဆွေတွေကိုဒီဥတန်း house ကို ပြုပြင်တဲ့အခါမှာဟိုကုညီဆောင်ရှောက်ပေးတဲ့လူတွေပေါ့နော်သူအဖက်ဖက်ကနေပြီးတော့ငွေနဲ့ဖြစ်စေလူနဲ့ပဲဖြစ်စေအားပေးဆောင်ရှောက်ခဲ့တဲ့လူတွေအဲ့ဒါတွေအားလုံးကိုဒါပထမဦးဆုံးအကြိမ်ပေါ့နော်ဥတန်း house အနေနဲ့ဒီဟိုဟာ soft opening ပြီးတော့ပြီးခဲ့တဲ့ ဧပြီလ6ရက်နေ့ last year ကပေါ့နော်ဆောင်ရွက်တာဖြစ်တယ်နော်ရုပ်ထုတွေပါဒီလည်းထားမှာပါနော်အများကြီးအတူတူမှာအများကြီးပဲမျှော်လင့်ချက်လေးတွေရှိပါတယ် plan လေးတွေလည်းရှိပါတယ်နော်လို့ဖို့လေးတွေအဲ့ဒါလေးတွေအတွက်ကတော့ဖြည်းဖြည်းတော့ဖြစ်လာပြီးတော့ပေါ့လေမျိုးသားမျိုး multimedia တို့လို့နောက်ပြီးတော့ဟိုအခုလို့ program လေးလေးလည်းအနည်းဆုံးတစ်လတစ်ခါလောက်ပေါ့နော်အဲ့လိုလေးလုပ်ပြီးထူးသဖြင့်လူငယ်တွေအတွက်ပေါ့ခုနအတီပြောသလိုပဲဒီက museum ဆိုပေမဲ့ပြီးခဲ့တဲ့ရာဇဝင် history နော်အဲ့ဒါကို ဒီပြတာမဟုတ်ဘူးเนาะအဲ့ဒီဟာတွေကိုပြန်ပြီးတော့သုံးသပ်ရင်းနဲ့အခုခေတ်အခုချိန် အခုလောလောဆယ်မှာပါ လေလူပေးနိုင်တယ်လေဘာဟိုတုန်းကဘာတွေမှားခဲ့တယ်လေဘာတွေမှန်ခဲ့တယ်လေပေါ့နော်အဲ့ဒါလေးတွေကိုလမ်းလှုပ်ပြီးတော့ပေါ့အခုခေတ်မှာပြန်ပြီးတော့ဟိုတုံးသက်စေချင်တယ်နော်အဲ့တော့အကြောင်းမို့ဒီခုနပြောတဲ့ဒီဟိုဓာတ်ပုံတွေပေါ့နော်အခုပြထားတဲ့ဓာတ်ပုံတွေအဲ့ဓာတ်ပုံတွေကိုကြည်ချင်းအားဖြင့်ဥပမာဆိုလို့ရှိရင်ကာစထရိုနဲ့ဓာတ်ပုံရှိတယ်ဆိုကာစထရိုနဲ့ဓာတ်ပုံတွေ့လိုက်လို့ရှိလို့ရှိရင်အော်ကျူဘယ်မစ္စစ်ခရိုက်စစ်တုန်းကဖြစ်ခဲ့တယ်အဲ့ဒီချိန်တုန်းကဟိုမိခဲ့တဲ့လူဖြစ်စေအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ သိခဲ့တယ်လူဖြစ်စေသူကအော်ဒီချိန်တော့တော့ဘလိုဘလိုလိုဖြစ်ခဲ့တယ်အဲ့ဒီချိန်မှာဥတ္တဟာဘာတွေဘာတွေလုခဲ့ပေးတယ်ပေါ့နော်အဲ့တော့အဲ့ဒီလိုဖြစ်ခဲ့တဲ့အတွက်အခုတို့ဘာအကျိုးရှိသလဲပေါ့နော်အဲ့ဒီအတွက်အဲ့ဒီဟာဘာသူလုခဲ့တာဟာဘာကြောင့်အဲ့ဒါလိုလုခဲ့သလဲအဲ့လားဆိုလို့ရှိရင်လို့ရှိရင်အခုရောဘာလုပေးဘာလုနိုင်သလဲပေါ့နော်အဲ့ဒါကိုကြည်ကြည်ပြီးတော့ပါနောင်တွေ့ learn ပေါ့ lesson လေအဲ့လိုသိရမယ်ဆိုအဲ့လိုဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်အဲ့ဒီဟာကိုရည်ရွယ်ရည်တံပြီးတော့ပေါ့နော်အတရာဒီ ဒီဓာတ်ပုံ exhibition လေးတွေဗာလေးတွေကိုလုပ်ပေးတာဖြစ်ပါတယ်။ရှစ်ဆက်လှုပ်ဆောင်မှာကတော့အတီပြောပြောပြောခဲ့သလိုပါပဲ။အတီခုလိုပဲဒီနေ့ကျင်းပသလိုပဲပေါ့နော်။ဟို programs လေးတွေ projects လေးတွေပေါ့နော်။အဲ့ဒါလေးတွေလုပ်ပြီးတော့ဟိုလာပြီးတနေ့မှလည်းဟိုလူငယ်တွေအနေနဲ့လည်းလာပြီးလေ့လာစေချင်တယ်။နော်လေ့လာပြီးတော့ဟာလာဒီဒီရာဇဝင်ကိုခုနအတီပြောသလိုပဲရာဇဝင်ကို လေးလာတဲ့အချိန်မှာငါအနေနဲ့လည်းဘာဘာလုပ်ပေးနိုင်တယ်လဲပေါ့နော်နောက်ပြီးတော့နောက်တစ်ခုစဉ်းစားတစ်ခုသတိထားမှရမှာဆိုတော့ဖခင်ကသူဒီ secretary general မဖြစ်ခင်ကုလသမဂ္ဂမှာခလာဒီကမ္ဘာကောင်းဆောင်ကြီးတကယ်မဖြစ်လာခင်မှာ तू ကကျောင်းကျောင်းဆရာလေးတရားเนาะအဲ့ဒါ16နှစ်ပဲရှိသေးတယ်ကျောင်းဆရာဘဝကနေပြီးတော့တကယ်ထိတ်တီးဟလာဒီကမ္ဘာ international ပြည်ပဆိုင်ရာဟာလာကုလသမဂ္ဂထွေထွေအတွင်းရေးမှုချုပ်ကြီးရဲ့ဘဝကိုရောက်သွားတယ်ဆိုဆက်လက်လက်အတွင်းမှာသူလုပ်ခဲ့အဲ့ဒါဟာဘာကြောင့်လဲပေါ့နော်အဲ့လောက်လည်းလောက်တိုးတောင်းနေတဲ့ခရီးလေးမှာသူဘာဒီသူ့ဟာဘာကြောင့်ဒီလိုဖြစ်သွားဖြစ်ဖြစ်နိုင်တယ်လဲအဲ့ဒါကြောင့်မို့လို့သူ့ရဲ့ သူသူ့ရဲ့ဒီမျောမှန်းသူ့ရဲ့ဒီ philosophy ပေါ့နော်အဲ့ဒါလေးကိုလေဟိုပြန်ပြီးတော့လေးလာစေချင်တယ်နော်အဲ့ဒါကိုလေးလာပြီးတော့လူတိုင်းလူတိုင်းကလည်း art စေချင်တယ်လူငယ်တွေကလည်းဒုလည်းဖြစ်နိုင်တာပဲခုနပြောသလိုပေါ့နော်ဒုအနေနဲ့လည်းဒါဘာမှအကျော့စရာမလိုဘူးဒုလည်းဖြစ်နိုင်တယ်စ조사လို့ရှိရင်နော်ဖြစ်နိုင်တယ်ဆိုသူခုနအန်တီစကားပြောတဲ့အထဲမှာလို့ तू ကအစ်စ်ကိုဟိုကဖြစ်တယ်ပခုံးလဲဟိုသူပြောတာတွေဟာသူတကယ်လို့တာ နော်ဟိုဗဇက်ကပြောနေတာမဟုတ်ဘူးနော်ဟိုကြားကောင်းအောင်ပြောနေတာမဟုတ်ဘူးပေါ့ဥပမာလေဟိုကြားကောင်းအောင်ပြောနေတာသူယုံကြည်ချက်ရှိလို့ပြောနေတာနော်အဲ့တော့အဲ့ဒီလိုယုံကြည်ချက်ကိုထားလိုက်လို့ရှိရယ်နော်ငင်းကြရေးအတွက်ငါတို့ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ယုံကြည်ချက်တစ်ခုကိုထားပြီးလို့လုပ်လို့ရှိရယ်ကို့အတွက်လည်းအကျိုးရှိမယ် လူသားတွေအတွက်လည်းအကျိုးရှိမယ်ငြိမ်းချမ်းရေးလည်းရနိုင်မယ်ဆိုတဲ့စိတ်ကလေးကိုမွေးစေချင်တယ်လူငယ်တွေအနေနဲ့နိနော်အဲ့အလားလေးကိုမွေးနိုင်လာလို့ရှိလို့ရှင်အန်တီလည်းဒီဥတန်း house အနေနဲ့အကျိုးရှိ ကျိုးရှိရာလေးတစ်ခုကိုလုပ်ပေးနိုင်တယ်လို့ညွှန်လင်းပါတယ်ဟုတ်နော်ဒီအနေနဲ့ပြောရမယ်ဆိုရင်တော့ပြည်သူပြည်သားအလုံးဟိုဟာဟိုဖခင်မြဲပြောသလိုစိတ်ကိုစိတ်ချမ်းသာခြင်းကိုအေးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ပေါ့နော်အခုဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်လာတဲ့အချိန်ကလေးမှာတိုင်းပြည်အတွက်အကျိုးအကျိုးဒီတဲ့မကအကျိုးဆောင်ရွက်နိုင်ပါစေပေါ့နော်တိုင်းပြည်အတွက်ဘာအလုတ်ကင်ဆောင်ရွက်နိုင်ပါစေတိုင်းပြည်တိုးတက်အောင် လုံးနိုင်စလို့မိမိကိုမိမိလည်းဟာလာစိတ်ချမ်းသာလူတိုင်းလူတိုင်းမှာလည်းစိတ်ချမ်းသာကိုချမ်းသာနဲ့ပြည့်စုံနိုင်ပါစေဆိုတဲ့ဟာဝနဲ့ပဲဆုတောင်းချင်ပါတယ်နော်အဲဒီနောက်မှာတော့ UN မှကိုယ်စားလှယ်တအူးမှလည်းအမတ်တရားစကားများပြောကြားခဲ့ပါတယ်ရှင် ဆက်လက်ပြီးအခမ်းအနားအစီအစဉ်အရဘာသာကြီး၄ခုမှာဘာသာရေးကောင်းဆောင်များကလည်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးဆွေးနွေးစကားများပြောကြားခဲ့ကြပါတယ်။ချစ်ခင်လေးစားအပါတော်မိဘပြည်သူများရှင်ဒီကနေ့အခမ်းအနားကိုတက်ရောက်လာတဲ့ဧည့်သည်တော်တို့ကလည်းဒီကနေ့အခမ်းအနားနဲ့ပတ်သက်ပြီးအခုလိုပဲပြောကြားခဲ့ပါတယ်။ဟုတ်ကဲ့ဒီကနေ့ကတော့ဦးလေးတန်အန်တီတို့ကငငယ်တဲ့ဦးလေးတန်ခေါ်တာ哦။ဘာကြောင့်လဲဆိုတော့အန်တီအဖေကဦးနုပါ။အဲအဲ့တော့ဦးလေးတန်နဲ့အန်တီတို့နဲ့ဆိုအန်တီငငယ်လေးတွေက အင်မတန်ပေါ့နော်ကိုဟိုတင်တကယ်ကိုဆွေမျိုးရင်းချတယောက်လိုပဲရင်းနှီးခဲ့ပါတယ်အဲ့တော့ဦးလေးတန်းရဲ့အဲ့ငယ်ငယ်တုန်းကဆိုတော့အခုဒီကနေ့ပြောသွားတဲ့ဆရာတော်တွေပြီးတဲ့အခါကျတော့ဘာသာရေးခေါင်းဆောင်တွေပြောသွားတယ်လို့တိတ်ကြီးကြီးကျယ်ကျယ်စကားလုံးနေနေတော့နားမလည်ခဲ့ဘူးပေါ့ငယ်ငယ်တုန်းကဒါပေမဲ့ဦးလေးတန်းကအင်မတန်တီတီကြီးကြီးနဲ့အင်မတန်မှရိုးသားဖြောက်မှတ်တဲ့ပုဂ္ဂိုလ်တယောက်ဆိုတာတော့ငယ်ငယ်လေးတည်းသိခဲ့ပါတယ် ဟုတ်ကဲ့အဲဦးလေးတန်းပြောတာကတော့ဒီငင်းချိုင်းနဲ့ပတ်သက်ပြီးတော့ဒီဟိုတင်းပေါ့မြစ်တာအရင်ခံပေါ့နော်အန်တီတို့ရဲ့ဒီဗုဒ္ဓတရားတော်နဲ့လည်းဒီမြေမစုတရားနဲ့လည်းအဲ့ဒါအညီပေါ့လေဒါဆိုရင်ဆရာတော်တွေရောဒီဘာသာရေးခေါင်းဆောင်တွေရောပြောသွားတယ်ဦးလေးတန်းကလည်းဒါဟိုတင်းပေါ့ဒီကဘာတစ်ခုဖြစ်ရမယ်ပေါ့နော်ကဘာတစ်ခုဖြစ်ရမယ်ဆိုတော့ဆောစောကပြောသွားတဲ့အတိုင်းပဲအလုံးကတယောက်နဲ့တယောက်တူဦးပေါ်တူမြစ်တာမျှရမယ်မြစ်တာထားကြရမယ်ပေါ့နော်မြစ်တာထားရတယ်ဆိုလို့ရှိရင်ဒါဘာမှ ဟိုသူ့နေရာကိုနေရာပေါ့ဒါဟိုနေသူ့နိုင်ငံကိုနိုင်ငံရဲ့လို့အငင်းပွားစရာမရှိတော့ဘဲနဲ့ဟုတ်တယ်မလားအားလုံးကတစုတဝေးတယ်ချစ်ချစ်ခင်ခင်နဲ့ရှိရမယ်ပေါ့နော်အဲ့တော့ဟိုတင်းဆိုတော့အဲ့ဒါဆိုလို့ရှိရင်ဒီငိမ့်ညံ့တဲ့ကဘာကြီးဖြစ်ရမှာပေါ့အဲအန်တီတို့အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေပေါ့နော်အဲ့ပြဿနာတွေကလည်းအအဓိကတော့ဗာလဲဆိုတော့တယောက်ပေါ်တယောက်မေတ္တာမထားနိုင်တဲ့ပြဿနာပဲဘာမှကြီးကျယ်တဲ့ပြဿနာတွေမဟုတ်ဘူးဒီမေတ္တာဆိုတော့ဒီစိတ်ဓာတ်ကလေးမွေးလိုက်လို့ရှိရင်ဒီစောစောကမငင်းချမ်းတဲ့ကိစ္စတွေအားလုံး ပျောက်သွားမှာပါဒါကြောင့်ဦးလေးတန်းရဲ့စကားဦးလေးတန်းရဲ့ဒီခံယူချက်တွေကအင်မတန်မှန်ကန်ပါတယ်ဒီကနေ့ကတော့ဦးလေးတန်းကိုဒီဗမာနိုင်ငံမှာမေ့ပျောက်သွားပြီပေါ့နော်သူ84ခုနှစ်ကဆုံးသွားတယ်ဒါကြောင့်မလို့အခုဆက်ပြီးတော့အခုဦးလေးတန်းရဲ့ဒီဟိုတင်းပေါ့ဘဝအကြောင်းနေဘဝဖြစ်စဉ်တွေကိုအခုလိုပြန်ပြီးတော့ဖော်ထုတ်ခွင့်ရတဲ့အခါမှာအင်မတန်ဝန်တာစရာလည်းကောင်းပါတယ်ဝင်းနေဝန်တာပေါ့အဲ့တော့သူ့ရဲ့ဦးလေးတန်းကိုရိုသေလေးစားတော့အဖြစ်ဒါအခုနောင်လာနောက်သားတွေပေါ့နော်ဒီနောက်အခုမျိုးဆက်တွေတွေရော ဒီလူကြီးပိုင်းနေရောအဲ့ဒါကိုဒီငင်းချမ်းကြီးအတွက်ကိုဟိုနေရာတကမှာဆက်လက်ပြီးတော့ဟိုတင်ရှင်းတန်အောင်လုပ်သွားဖို့ပါပဲဒါကတော့စောစောကပြောတဲ့အတိုင်းပဲတဲ့ဦးဦးလေးတန်းရဲ့ဒီငင်းချမ်းကြီးခံယူချက်တွေကိုဒီပြန့်ပွားအောင်လုပ်ပေးရမယ်ဒီအခမ်းအနားလေးတစ်ခုလုပ်တာနဲ့တော့ငင်းချမ်းကြီးကိုတော့အထောက်အကူမပြုနိုင်ဘူးပေါ့နော်တပေကိစ္စမျိုးမဆိုဒီလိုအခမ်းအနားလုပ်ပြီးပြီဆိုရင်အဲ့ဒီအခမ်းအနားမှာဟိုတင်ဖြစ်ပေါ်ခဲ့တဲ့အနှစ်သာရပေါ့အဲ့ဒီအနှစ်သာရကိုတစ်ခါပြည်သူလူထုအထိရောက်အောင်ပေါ့နော်ဥမာဦးလေးတန်းဆိုရင်မတိကြတော့ဘူးသူ့ဟိုတင်ပေါ့ ဒီပန်းတနော်မှာတော့တိမတိကြရလားမတိဘူးပေါ့အခုမေးပြောက်သွားပြီနော်အဲ့လိုဟာမျိုးတွေဖြစ်တယ်တိရလူတွေရှိပါတယ်တိရလူဆိုတာတော့လေဟိုတင်းပေါ့ဟိုပညာတတ်ပန်းရောဦးလေးသားဒါဟိုတင်းပေါ့အကူလာသမကရဲ့နော်အတွင်းဝင်ချုပ်ကြီးဖြစ်ခဲ့တယ်အတွင်းဟူးချုပ်ကြီးဖြစ်ခဲ့တယ်ဆိုဒီလိုတော့တိကြတာပေါ့နော်ဒါပေမဲ့ဘယ်အခမ်းအနားမှာမဆိုဒီအခမ်းအနားမှာမဟုတ်ပါဘူးဒါဦးလေးတန်းအတန်းညဉ့်ညံ့ရေးအတွက်ကို तू ကအဲ့လိုရည်တန်ပြီးတော့ဆွမ်းဆောင်ခဲ့တယ်ဆွမ်းဆွမ်းတက်မှောင်ဆွမ်းဆောင်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီပြည်သူတွေတည်ရအောင်လို့ ဲ့ပြည်သူတွေအထီးရအောင်ပေါ့နော်ဘယ်ကိစ္စမျိုးမဆိုဒီစူးစမ်းပြီးတော့ဖြန့်ဝေပေးဖို့တော့ကောင်းပါတယ်ညီညာရေးရအောင်ပေါ့နော်တတတာဝိုင်းဝန်းပါကြပါပါဝင်ကြပါကူညီကြပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ် မိဘပြည်သူများရှင်ဥတန်ဟာဝနာကျော်တင်တီရိပြန်ချီစီတူမဟာတရေစီတူခွင်းနဲ့ဒေါက်တာဘွဲ့များကိုရရှိခဲ့တဲ့ထူးချွန်ထင်ရှားတဲ့ပုံကတူဖြစ်တဲ့အပြင်ကမ္ဘာကုလသမဂ္ဂအတွင်ရေးမှူးရာတို့ကိုလည်း1962ခုနှစ်မှ1992ခုနှစ်ထိကမ္ဘာတာဝန်များကိုကျေပွန်စွာထမ်းဆောင်ခဲ့တဲ့သူတူလည်းဖြစ်ပါတယ်။ ချစ်ခင်လေးစားအပ်ပါတော့မိဘပြည်သူညီကိုမောင်မများရှင်ဒီကနေ့ပြုလုပ်တဲ့ဦးတန်းရဲ့105နှစ်မြောက်မွေးနေ့အခမ်းအနားမှာကြားရောက်လာကြတဲ့ဧည့်သည်တော်များကိုဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီးအခမ်းအနားကိုအောင်မြင်စွာပိတ်သိမ်းခဲ့ပါတယ်ရှင်။ ချစ်ခင်လေးစားအပါတော်မိဘပြည်သူညီကိုမောင်နှမများရှင်ကမ္ဘာငင်းချင်းဤနိုင်ငံတကာကျဲမာမှုရောပါရေးနဲ့ကမ္ဘာလူသားချင်းချင်းမေတ္တာစေရနာပြေဝစွာနဲ့ဆက်ဆံကတာယာအေဂျင့်နဲ့ကမ္ဘာတစ်ခုကိုတိဆောက်နိုင်ဖို့အတွက်ကြိုးပမ်းခဲ့တယ်။ကမ္ဘာကုလသမဂ္ဂအထွေထွေတွင်ရင်မှုချုပ်ဦးတန်းရဲ့105နှစ်မြောက်မွေးနေ့ပွဲအခမ်းအနားအကြောင်းကိုမိဘပြည်သူများသိရှိနိုင်ဖို့အတွက်ကျွန်တော် Sky နဲ့ Today Channel ကစ조사ရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။ဒီစီစဉ်ကိုကြည့်ရှုခဲ့ကြရတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးလည်းကမ္ဘာလူသားတွေရဲ့ကောင်းချီးကိုပုံမိုတည်ပို့နိုင်ကြပါစေလို့ မုကောင်ကြောင်းပေးအပ်ပါရရှင်အားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရရှင်